အားလုံးပဲမင်္ဂလာပါခင်ဗျာ Torch of Liberty YouTube channel ကနေပြန်လဲကြိုဆိုပါတယ်ဒီကနေ့တော့ကျွန်တော်တင်ဆက်ပေးနေတဲ့နွေလာရဲ့အီယံဝတ္ထုကိုအပိုင်း6အနေနဲ့ဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဆက်လက်၍အားပေးနားဆင်ကြပါဦးခင်ဗျာအီယံအပိုင်း6 ခုအချိန်ထိဖြစ်ဖြစ်ခဲ့သမျှတွေကို အိမ်မက်မနေတာပဲလို့ထင်နေတော့မယ်။ဒါပေမဲ့ရှင်ရင်းမှာရှိနေတဲ့ဒဇုံတရားကပဲအဲ့ဒီအထင်ကိုခြေဖြစ်ပြက်လိုက်တာမို့အိမ်မက်မဟုတ်ဘူးလို့လက်ခံလိုက်ရခြင်းတိုင်းမျက်မျောတတစိမ့်နဲ့အဆုံးမရှိအောင်နာကျင်ရတယ်။တခါတခါအသည့်စိတ်တွေပျက်စီးသွားရင်တိတ်ကောင်းမှာပဲလို့တောင်တွေးမိရဲ့။အိယာက နိုးလာတာနဲ့မင်းเจ้าမတွေးမိဖို့ ကိုကိုကိုသတိပေးရတာလဲပင်မှန်းပြီနေလို့လဲမပြောတော့ပြီရှင်းနေရင်ကတိတ်ပြောညံ့တာပဲဆိုတဲ့အပြစ်တင်တဲ့ကို ရုတ်တရက်ကြားရောက်မိလိုက်တယ်။ဤမော်များအနာကိုရောက်လာလေသလားပဲကိုကိုအပြစ်တင်လိုက်တဲ့တန်ဟာ နားထဲမှာပီတကြီးများနေတယ်။ဘေဘီကိုဝဲဝဲကြည့်လိုက်တော့လဲအခန်းထဲမှာကိုတယောက်ထဲရယ်။နေရံမှာချိတ်ဆွဲထားတဲ့မှန်မျက်နှာပြင်ပေါ်မှာ ခန်းစားချက်တွေကိုလေးလေးလံလံသိပိုးထားရလို့ခြေကုံလက်ပန်းချနေတဲ့လူတရားကိုမြင်ရတယ်။မျိုးလုံးတွေက ပုံမှန်ထက်မေးစင်းနေတယ်။စပင်တွေကလည်းဖျို့ဖျဲနဲ့ပွားရှုပ်လို့အရာရာကိုထက်တွယ်လို့စိတ်ကင်းမဲ့နေသလိုဒီပုံစံကများဤမွန်မြင်ရင်ဘလို့များဝေဖန်မှာပါလဲ။အ ਨੇ ဆုံးတော့ဤမွန်ကိုကို အားမလို့အားမရဖြစ်တိုင်းဝေဖန်ထိုးနှက်နေကြစကားဖြစ်တဲ့ သိပ်ပြောညံ့တယ်ဆိုတဲ့စကားတခွန်းကိုသာ တွင်တွင်သုံးလို့အပြစ်တင်မှာပါပဲကိုကို မချစ်တော့တဲ့လူတယောက်အတွက်နဲ့များဆိုပြီးရောက်ကျဆင်းပြေဖြစ်နေတဲ့ကိုရဲ့လက်ရှိပုံစံကိုစုပ်တတတ်နဲ့ရှိနေပါလိမ့်မယ်အေးအဲ့ဒီလူအတွက်ကြောင့်ပဲနင်းနဲ့ငါအကြားကအရင်ဒီဆောင်တငယ်ချင်းတန်ရောစင်ကိုတော့ဖြတ်တော့ပြစ်ခဲ့တယ်လို့များထပ်တိရရင်ဤမုံကိုကိုစိတ်နာကြီးနာလို့ လောကမှာနင်းလောက်ပျော့ညံ့တဲ့ကောင်ရှိတော့မှာမဟုတ်ဘူးလို့နာနာကြီးကြီးနဲ့ပြောလာမှအသေးချာပဲ။ဤမောဟာကို့မေလိုပဲကို့ကိုတိတ်တန်မှစေချင်တဲ့သူ။မိန်းကလေးတမ်းမဲ့သူစိတ်ခိုင်မှသလား။ယောက်ျားလေးတမ်းမဲ့စိတ်ပြော့တဲ့ကို့ကို အမဲလိုအာမရဖြစ်တတ်တယ်။ဒါပေမဲ့ကိုတို့နှစ်ယောက်ကြားကတငယ်ချင်းတန်ရောစင်ကိုတောင်သူဘယ်တော့ကမှမဖြတ်တော့ဖြစ်ခဲ့။ တကယ်တော့ဤမွန်တင်မုံတခြားသောခင်မင်းရာပတ်သက်သမျှတွေကိုပါ ကိုအဆက်အသွယ်ဖျက်တောက်ပစ်ခဲ့တယ်။ဒါသူနဲ့နှစ်ယောက်တဘဝကို စတင်တိဆောက်လိုက်ချိန်မှာပဲကိုစိတ်ကို ပထမဆုံးတားမိတဲ့စီပဲဖြစ်ရဲ့။အကြောင်းပြချက်ကတော့သူမျက်နှာညိုမှဆိုးတာတခုတည်းနဲ့အင်းကို မောမောပန်းပန်းနဲ့ပြန်လာလို့မှတောခတ်ထားတာကိုမြင်ရရင်ဘလို့မှ နေလို့ထိုင်လို့မကောင်းတော့ဘူးဆိုတဲ့ကိုယ့်ကိုချွဲတဲ့စကားတခွန်းအောက်မှာဘယ်ကိုမှမသွားဖြစ်တော့ဘူးကို့ခြေလမ်းတွေကို ချုပ်တီးခဲမိတယ်။ဘသူကမှလည်းမတွေ့ဖြစ်တော့ဘူးချစ်တီခဲပြီးသမျှအပေါင်းအသင်းရင်းနှီးမှုအကုန်မျက်ွယ်ပြုခဲမိတယ်။သူပြန်လာတဲ့အချိန်မှာကိုမရှိဖြစ်နေမှာဆိုလို့အတူနေခဲ့ပြီးပြီဖြစ်တဲ့အခန်းချင်းလေးထဲမှာ တနေကုန်စားလိုက်တောက်လိုက်အိတ်လိုက် ပြင်းလာရင်စားဖက်လိုက်။ရုပ်ရှင်ကြည့်လိုက်နဲ့သူပြန်လာမယ့်အချိန်ကိုသာစောင့်နေခဲမိတယ်။မနေ့ဆယ်နေ့ဆို သူအိမ်ကပုံမှန်ထွက်ပြီးညနေ9နာရီဆို သူပုံမှန်ပြန်လာတတ်ပါတယ်။အလုံးနဲ့အိမ်ညီးလို့သာတော်တော့ရဲ့။အဲ့ဒီတုန်းကသတင်းတောက်အလုတ်ကနေထွက်လိုက်ပြီးသူ့နဲ့စောင့်ဆိုင်လေးမှာ အတူတူအလုတ်လုပ်ဖို့စောင့်ဆိုင်နေတဲ့အချိန်မို့တနေကုန်အားနေခဲ့တယ်။ ဒါပေမဲ့ကိုဘယ်ကိုမှမတွားခင်မလာခဲ့မိဆွေပေါင်းတင်တွေရဲ့ချင်းဆိုလာသမျှကိုလည်းမအားလို့တော့တခွန်းတဲနဲ့ပယ်ချဖြစ်ဖြစ်ခဲ့တယ်မတွားမဖြစ်သွားရလို့အိမ်ပြန်ထွက်ခဲ့ရတယ်ဆိုရင်တောင် သူ့အိမ်ကိုပြန်မရောက်မီ အိမ်မှာရှိနေအောင်စူးစမ်းမိတဲ့အထိအချက်ကိုမျက်နှလုံးမျက်နှာလောက်ခဲ့ပါတယ်ဒါသူ့စေခိုင်းလို့သူ့တောင်းဆိုလို့မဟုတ်ပါပဲ ကိုယ်စိတ်တသက်နဲ့သူ့ထံမှာချစ်မဲ့စွာအညံ့ခံလိုက်ခြင်းရပါပဲပြီးတော့ကိုကအပြစ်တစ်ခုကိုကျူးလွန်လိုက်လို့ဖြစ်လာရတဲ့အကျိုးဆက်ကို ခံယူရတာတဲ့မကျူးလွန်ခင်အပြစ်တစ်ခုမဖြစ်သွားစေဖို့ကြိုတင်ကာကွယ်ရတာကိုပို့ခုံမင်တဲ့သူသူအိမ်ကိုပြန်ရောက်လာတဲ့အချိန်ကိုအိမ်မှာရှိမနေလို့သူကိုယ်ကိုစိတ်ကောက်ပြီးစကားမပြောမှတိတ်ဆိုးထိတ်ခဲရတာပဲ။ သူကစိတ်ကောင်းရင်ကိုယ့်ကို စကားတခွန်းမှမပြောတော့ကိုပြောသမျှတွေကိုလည်းမသိချင်အောင်ဆောင်းလို့သာတုံ့ပြန်မှုမရှိနေတတ်တယ်။အဲဒါကြောင့်အိမ်မှာဘလို့မှမနေချင်လောက်အောင် ပြင်းတွဲလာပြီးဆိုမှသာသူရှိတဲ့စားအုပ်ဆိုင်လေးစီ ခဏတစ်ဖြုတ်လောက်သွားပြီး သူနဲ့အတူ နေလဲစားစားဖို့ပဲဖြစ်ဖြစ်ကိုပြင်းကို ထွက်ဖြစ်တော့တယ်။နောက်နောက်သူနဲ့အတူတူအလောက်လောက်ကြပြီးဆိုတဲ့အခါမှာလဲမိုးလင်းကမိုးချုံ ။တနင်္ဂနွေကနေစနေအထိအချိန်တိုင်းသူနယ်ပဲအတူရှိဖြစ်ခဲ့တော့တယ်။ဖြစ်တည်မိတဲ့ချက်ဟာချစ်သူမကြိုက်တာဘာမှမလုပ်ဖို့ကိုယ့်ကိုစင်ညွန်နိုင်ခဲ့တာပဲ။သူကဘယ်သူနဲ့မှသွားမတွေ့ရဘူးလို့တခွန်းမှမပြောရပါပဲ။ကိုကိုတိုင်ကဘသူကမှသွားမတွေ့ချင်တော့အောင်ဖြစ်ခဲ့တယ်။ဣမွန်ပြောသလိုပဲကိုတိတ်ပြော့ညံ့တာပဲဖြစ်မယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ သူစိတ်ကောက်ခုတဲ့အဖြစ်အပျက်တစ်ခုကိုတောင်ပြန်အမှတ်ရမည်ရဲ့အဲ့ဒီနေ့ကနေကစာရေးပေါ်တငယ်ချင်းတယောက်ရောက်လာလို့သွားတွေ့တာမှမတွေ့တာကြာလို့စကားကောင်းနေကြတာနဲ့ပဲပြန်ရမယ့်အချိန်တည်းနောက်ကြပြီးမှအိမ်ပြန်ရောက်ခဲ့တယ်။အစားက9နာရီအမီအိမ်အရောက်ပြန်ရမယ်လို့တငယ်ချင်းကိုကြိုတောင်းပန်ထားပြီးဖြစ်ပေမဲ့လည်းတငယ်ချင်းကတွေ့တုံးတွေ့ခိုက်နေပါအောင်လားလို့ဆိုတာနဲ့နေလိုက်မိတာမှာ ငါးပါးမကမှောက်တော့တာပဲအဲ့ဒီတော့ကအိမ်ပြန်နောက်ကြမယ်လို့ဖုံးစစ်ဖို့မေးသွားခဲ့တာကို သူ့ရှိတည်မှုကိုနည်းနည်းလေးမှဂရုမစိုက်ဘူးလို့သတ်မှတ်ခဲ့တဲ့အထိကြီးမားတဲ့အဖြစ်ဖြစ်ခဲ့ရတယ်။သူဖုံးစစ်လာတဲ့အချိန်ဘသူနဲ့သွားတွေ့နေတာလဲဆိုတဲ့မေးခွန်းကိုဖြေလိုက်ပြီးပြင်းမှာပဲ သူကိုယ်ကိုစိတ်ကောက်နေပြီဖြစ်တယ်။ကိုကတော့ ဒီလောက်လေးကသေးမွားတဲ့အပြစ်ရဲ့လို့ထင်ပြီးအိမ်ပြန်ရောက်လို့အကျုံးနယ်ကြောင်ရှင်းပြလိုက်ရင် စိတ်ကောက်ပြီမှာပဲလို့ထင်ခဲ့တယ်။ဒါပေမဲ့အကျုံးနယ်ကြောင်ကိုတောင်ရှင်းပြခွင့်မပေးပဲအိမ်ပြန်ရောက်တော့သူကိုယ်ကိုစကားတခွန်းမှမပြောတော့ဘူး။ကျမလာခင်သူ့အတွေ့တစ်ခုခုဝဲလာရမလားလို့ဖုံးဆက်လဲမကိုင်းညစာစားပြည့်ပြီလားမင်းနေလဲမဖြေနဲ့သူလောက်စီယာရှိတာသာလို့လို့ပူဝမချစ်တော့ဘူးလား တငယ်ချင်းနဲ့စကားကောင်းနေတာနဲ့ဖုံးဆက်ဖို့မေးသွားတာနောက်တစ်ခါဒီလိုမဖြစ်စေရဘူးကလေးပြေးတယ်မဟုတ်ဘူးမဟုတ်ဘူးညီပဲအပြင်ကိုမှမသွားတော့ဘူးဟုတ်ပြီလားလို့တတော်တော်တောင်းပန်နေလေတစ်ချက်ကလေးမှဂီမဆိုင်ပါပဲညအိယာဝင်လို့နောက်တစ်နေ့မနဲ့အလုံသွားတဲ့အချိန်အထိသူကိုကိုစကားမပြောနိုင်ခဲ့ကိုမာတော့တညလုံးပူလောင်စိမ့်နဲ့တရေမှမေးလို့မပြောခဲ့ဘူးဘယ်အချိန်များသူ ကိုယ်ပဲလှည့်လာပြီးကိုယ့်ကိုယ်ရင်ခွင်နဲ့ဆွဲသွင်းမှလဲဆိုတာကိုစောင့်မျှော်ရင်းနဲ့မိုးလင်းခေရတယ်။နောက်မှပြန်သိရတာက သူလဲအဲ့ဒီညကညစာမစားခဲ့ရလို့တညလုံးစားလောင်နေခဲ့ပြီးတညလုံးအိပ်မပျော်ခဲ့ဘူးဆိုပဲကိုယ်မှစိတ်မကောင်းဖြစ်ရပြီး နောက်ဒီလိုမလုပ်တော့ဘူးနော်လို့ဂရီပေးဖြစ်ခဲ့တယ်။အချစ်ဟာကြိုးတစ်ချောင်းဖြစ်ပြီးအဲ့ဒီကြိုးနဲ့ချင်းအောင်ခံလိုက်ရတဲ့အခါကို့မှာ မလူးတာမလွန်တာရဲ့လေဒီလိုနဲ့အဲ့ဒီဖြစ်ဖြစ်ဖြစ်ပြည့်တဲ့နောက်မှာဆင်ကျင်စရာတွေများစွာရှိလာခဲ့တယ်။တဲ့နောက်တကအပြင်ထွက်ဖြစ်မယ်ဆိုရင် အပြင်မထွက်ခင်သူ့စီလှမ်းကြောင်းကြဖို့နဲ့အိမ်ပြန်နောက်ကြမယ်ဆိုရင် သူ့စီ15မိနစ်လောက်စောပြီးအကြောင်းကြဖို့၃ဖြစ်နိုင်ရင်တော့သူအိမ်ပြန်ရောက်တဲ့အချိန်အခန်းထဲကိုကိုရှိနေနေပြီးသားဖြစ်နေစေချင်တယ်ဗျ။ ဒါတွေဟာကော့ကိုချုပ်ချယ်နေတာလားလို့တွေးလိုက်ခြင်းပေမဲ့စေဂျင်နဲဆိုတဲ့စကားရဲ့နောက်မှာမင်းမရှိတဲ့အခန်းနဲ့ကိုတယောက်တည်းဘလို့နေရမလဲလို့ဆိုတာဒါမို့အပြင်ထွက်ဖို့အချိန်တွေကို့မှာဘလောက်ပဲပို့ပို့ရှန်ရှန်ရှိနေစေုံတော့သူမပါပဲဘယ်ပြင်ကိုမှမသွားတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ကိုကအာနာတတ်တဲ့သူမို့အရင်တခါကလိုပဲအကြောင်းမျိုးမျိုးကြောင့်အင်ကိုချိန်မီပြန်မရောက်ဖြစ်ခဲ့ရင် နောက်တော့ကသူ့ကိုညစာမစားပဲအိယာမဝင်စေချင်တော့တယ်လို့ကိုကိုတိုင်းလဲပူလောင်စိမ့်နဲ့အိရင်မပြစ်စေချင်တော့ပါဘူးအဓိကကတော့သူပြန်လာတဲ့အချိန်ကိုအိမ်မှာရှိနေတာဟာ သူ့အတွက်စိတ်ဖြစ်စရာတခုဖြစ်သွားပြီးသူ့ရင်မှာ ကို့အပေါ်ဖြစ်တည်ထားတဲ့ချင်းမဲ့စိတ်တွေတဖြည်းဖြည်းရောကျသွားမှာကိုကိုနည်းနည်းမှမလိုလားပါပဲအဲ့ဒါကြောင့်ဘဲမှမသွားဖြစ်အောင်စိတ်ကိုအခန်းလေးထဲမှာနေပျော်စေခဲ့တယ် အီမွန်ဘလို့ပဲကိုကို ပြောညံ့တယ်လို့ဝေဖန်မစေ သူစိတ်မပြတ်သွားအောင်ပဲကိုစူးစမ်းနေထိုင်ခဲ့တယ်ဘလို့အမှုကျင့်တွေကို သူကစိတ်ပြစ်ထားလဲရှားပွေစူးစမ်းရင်သူကြိုးဆွဲရာသူ့လိုချကပြဖို့ကိုပဲကိုစိတ်အားတန်ခဲ့ပါတယ်အခမဲ့တင်ပေးမှာမို့ new zero gallery မှာဖွင့်မဲ့ပကြီတင်နှန်းကိုတက်ချင်ခဲ့လဲညနေ၄နာရီကနေ၆နာရီဆိုတဲ့ကန့်သက်ချက်ကြောင့် ပကြီးဆွဲခြင်းနဲ့အာတိတာကို ကိုဖျောက်ဖြစ်ပစ်ခဲ့တယ်။အဲဒီစာဖောက်လစ်စာလမ်းဖြစ်တဲ့စာရေးတဲ့အလုပ်ကိုပဲစောက်ချလုပ်တော့မယ်လို့ဆုံးဖြတ်ပြီးသူ့လက်ကို ခိုင်ခိုင်တွဲလို့ရှေ့ခီးကိုဆက်ခဲ့ပါတယ်။မဆိုစလောက်အတားကြီးတတ်တာလေးတွေကလွဲရင် ချစ်မြတ်တတ်တဲ့သူဖြစ်တာမို့ရံဖန်ရံခါမွန်ကြက်ရလဲသူ့ချစ်မြတ်ခြင်းမှာမွေ့ပျော်ရစေပါပဲ။အရာရာကို သူ့ချစ်ချင်းမေတ္တာတစ်ခွန်းနဲ့တက်လီကိုရှုနိုင်ခဲ့တယ်။သူကိုယ်တိုင်ကလည်းသူကလွယ်ပြီးအရာရာကိုတက်လီကိုရှုနိုင်အောင် ကိုယ့်ပေါ်မှာ ချစ်မဲ့ပေးနိုင်ခဲ့တယ်။ချစ်သူကပေးတဲ့ချစ်မျိုးရောညီကောင်မောင်နှမပေးတဲ့ချစ်မျိုးကိုပါ သူကပေးခဲ့တာမို့အချက်ခံကျင်ခဲ့တဲ့ဘဝမှာမုန်းမမြင်လေမမြင်ပျော်နေခဲ့တာပါပဲ။သူချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးကိုယ်ဘယ်တော့မှ ဆာလောင်မသိခြင်းမရှိခဲ့ရပါပဲ။စာရေးတာနဲ့ပတ်သက်ပြီးတော့လဲကိုပါတွေလိုအပ်နေတယ်လေ။သိမြင်လို့လိုအပ်သမျှအကုန်ဖြည့်ဆည်းပေးခဲ့တယ်။ဒါစဉ်ထွက်ရှိတဲ့မဂဇင်းတွေကိုကြိုက်တတ်တဲ့စာအုပ်အသစ်တွေမှန်သမျှမဖတ်ရမရှိရလေအောင်ပါပဲ။ကိုပဲမဂဇင်းကိုစာမှုတွေပို့ထားတယ်လေအမြဲတစေစူးစမ်းနေတတ်ပြီးလစဉ်မဂဇင်းတွေထွက်ချိန်ရောက်လာတိုင်းကိုစာမှုတွေပေါ်ပြခံရမခံရ စောင့်ကြည့်ပေးတယ်။ဖော်ပြခံရတဲ့လားဆိုရင်တော့ကိုဝန်းတာသွားအောင်ပြီးတော့အဲ့ဒီဝန်းတာမှုကိုလည်းနှစ်ဆထပ်တိုးသွားအောင်ပုံစံမျိုးစုံနဲ့ဖန်တီးပြောပြတတ်တယ်။ဥပမာကိုတန်ဘာလို့ဒီလိုပြောနေတဲ့အတန်ဖြစ်နေတာလဲခမန်းကြည့်စမ်းအချက်ဆိုပြီးကို့စာမှုဘယ်မဂဇင်းမှာဘယ်ပကြီးဆရာရဲ့တရုပ်ဖော်ပုံနဲ့ဖော်ပြခံရပြီဖြစ်ကြောင်းပြောပြတတ်တာမျိုး အလောက်ခွင်မှာဆိုလဲ ူဂျော်ဒင်ပြောပြထားမှုတွေကြောင့်စာကြည့်လိုက်ပညာကိုမတတ်ထားပေမဲ့လည်းစာအုပ်တွေကိုဝယ်သူစိတ်ဝင်စားအောင်သူတို့ရှာခြင်းနဲ့စာအုပ်ကိုအလဲတကူရှာတွေ့အောင်ဘလို့စီစဉ်ထားပေးရမယ်စာအုပ်တိုက်ကနေစာအုပ်တွေရောက်လာပြီဆိုတာနဲ့စာအုပ်တွေကိုဘလို့စီရင်သွင်းရမယ်ကြောင်းရတဲ့စာအုပ်တွေကိုစီစစ်စီရင်လုပ်ပြီးအကြောင်းအရာဆုံးစာအုပ်တွေကိုဘလို့ထုတ်ပြန်ပေးရမယ်ဆိုတာတွေကိုချိန်တော်အတွင်းတက်မြောက်ခဲ့တယ်။မရောက်ဘူးတဲ့နေရာတွေကိုလည်း သူ့ကြောင့်ပဲရောက်ဖူးရတယ်။သူကခྱི་ထွက်ရတာတိတ်သဘောကျတဲ့သူမို့အခါအားလျော်စွာတဏှာမှုတ်တဏှာတွားချင်နေတတ်တယ်။ပကံဆိုကိုရိုးနှစ်ယောက်စလုံးသဘောကျတဲ့နေရာမို့တုံးကာထမနဲ့သူနဲ့အတူတူရောက်ဖူးခဲ့တယ်။စာရေးဖော်တွေနဲ့မတွေ့ရတော့လေကိုစာတွေကိုဖတ်ပြီးဝေဖန်ပေးမဲ့သူ ရှိမှမဟုတ်ဘူးလို့မထင်လိုက်နဲ့။မဂ္ဂဇင်းစာမျက်နှာပေါ်မရောက်ခင်ကိုစာတွေကို ိုင်းခံဖတ်ပေးဝေဖန်ပေးတဲ့သူဟာသူဖြစ်လာခဲ့တယ်။ပြီးတော့မိုးလင်းကမိုးချုပ်အတူရှိနေခြင်းတယ်လို့ပြောပြီးရစာမကောင်းတဲ့သတင်းထောက်လောက်ကနေထွက်စီလို့သူအလုလုတဲ့စာအုပ်ဆိုင်လေးမှာသွင်းပေးခဲ့တဲ့အထိကို့ပေါ်သူစေတနာကြီးခဲ့ပါတယ်။ဘဝမှာချစ်ချင်းမြတ်တာကြောင့်နေခြင်းညခြင်းကိုအယံအဝါတောက်ပလာခဲ့တယ်။သူ့လက်ခုပ်လေးထဲမှာပဲကို့ကိုပြောင်းထားပြီး အမှောင်ကြီးတဲ့ဘဝမှာတခါမှမရခဲ့ဘူးတဲ့စိတ်လုံခြုံမှု ဆိုတာကို ဖြစ်တည်စေတယ်။ထူးထူးခြားခြားပိုင်ဆိုင်ခဲ့ရတဲ့ချစ်ချင်းမြတ်တာမှာဣမွန်တတ်မှတ်ခဲ့တဲ့ပြောညံ့တယ်ဆိုတဲ့စိတ်တွေဟာလည်းဘယ်စီဝေဝေရောက်သွားတယ်မသိဘူး။ကိုကိုကိုကောင်းမြင်ရတယ်လို့အချစ်ဆိုတာကိုလည်းဖျားပေးတဲ့ဆုလက်လို့သာထင်တော့တယ်။အစာပိုင်းနှစ်လသုံးလလောက်သာတယောက်ချောင်းတယောက် ကောင်းကောင်းမသိကြသေးလို့သာနှုတ်ဦးကြကတော့ကဆဖြစ်เสียရလေးတွေအနှဲငယ်ရှိခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာတော့စိုးပြေတာရတဲ့အချက်တခုကိုကိုတို့နှစ်ယောက်ပုံဖော်နိုင်ခဲ့ကြတယ်ချစ်မှုရေးရမှာလဲတယောက်နဲ့တယောက်အများကြီးညှိနှိုင်းကြမလို့ခဲ့ပဲတယောက်ရဲ့လိုအပ်ချက်ကိုတယောက်အလိုအလျောက်သိမြင်တဲ့အထိအစဉ်တပြေရှိခဲ့ကြတယ်အံ့ဩစရာ ကောင်းတာကတယောက်ရဲ့တင်းညွတ်မှုကိုတယောက် ဖွင့်ထုတ်ပြောပြစရာမလိုခဲ့ပဲတယောက်ရဲ့ချင်းမဲ့ချင်းမှာတယောက်ကကြာရှုံးဖို့အသင်ဖြစ်ခဲ့တာပါပဲ။ Nate can compare to when you are naked ဆိုတဲ့သချင်းစာသားလိုပဲပေါ့။အဲ့ဒီအခိုက်အတန့်တွေမှာချက်ချင်းမြတ်တာဟာလိုရာထက်ပိုပြီးဒီပွင့်ခဲ့ပါတယ်။အံ့ဩဖို့မကောင်းဘူးလား။သွေးရစင်းမှာရောနှောမနေတဲ့လူသားနှစ်ယောက်အထူးသဖြင့်လယ်ယံမျိုးစားတူညီတဲ့လူသားနှစ်ယောက် သူတို့ရဲ့သွေးကြောတွေထဲမှာ အပြန်အလှန်ချစ်မြတဲ့စိတ်တွေစီးဆင်းသွားတယ်ဆိုတာချစ်ချင်းမြတ်တာဟာအရာရာကိုစေဆောင်တာပါပဲသူနဲ့ပတ်သက်ပြီးမကြိုက်မနစ်တဲ့ဓာတွေဘလောက်ပဲရှိရှိဒီတသက်တော့ခွဲခွာနိုင်လိမ့်မယ်မထင်ဘူးလို့တွေးမိတဲ့အထိချစ်ချင်းမြတ်တာပေါ်ယုံကြည်သက်ဝင်မိရတယ်သူနဲ့ပတ်သက်ပြီးမကြိုက်တဲ့အမှုကျင့်ဆိုတာကလည်း တခုခုဆို ကို့ပေါ်အပြစ်ပုံချတတ်တာရဲ့ကို့ကိုစိတ်ကောက်ရင်မွန်းချက်အောင်လုပ်တတ်တာရဲ့ပဲရှိခဲ့တယ်အပြစ်ပုံချတယ်ဆိုတာကလည်းကိစ္စငယ်တချို့မှာအကြောင်းတစ်စုံတရာကြောင့်သူစိတ်တိုင်းမချခဲ့ရင်အဲ့ဒီလိုဖြစ်ရတာ ကို့ပြောတယ်လို့လောက်ခဲလို့ဆိုပြီး အပြစ်ဆိုတတ်တာရဲ့ပါပဲဥပမာ သူ့အတွက်အင်ကြီးဝယ်တဲ့ကိစ္စတွေမှာအများဆုံးပဲ ကလေးတယောက်လိုရဲ့လေဘယ်တော့မှ သူကြိုက်တာကိုချက်ချင်းမယူတတ်ပဲယူဖို့အရေးမှာဘေးလူရဲ့အမြင်ကိုထဲ့သွင်းစဉ်းစားတတ်တယ်သူကြိုက်တာမကြိုက်တာတဲ့ဘေးလူကအဲ့ဒီဝတ်စုံက သူ့နဲ့လိုက်ဖက်တယ်လို့ပြောပေးနိုင်ရင် သူယူတယ်ဝတ်ကြည့်လို့စိတ်တိုင်းကြတာမကြတာက နောက်တကန်တာပဲတကယ်လို့များသူ့စိတ်နဲ့အကြောင်းမတိုက်ဆိုင်လို့ဝဲရတာ စိတ်တိုင်းမကျဖြစ်ခဲ့ပြီပဲဆိုပါစို့အပြစ်ပုံချဖို့သူကဘေးမှာဆင်းသင့်ရှိခဲ့တယ်။အင်ကြီးကလည်းတခါဝက်ပြီးနောက်ဘယ်တော့မှမဝက်တော့ပဲမင်းဝက်ခိုင်းလို့ဝယ်လိုက်တာလေဆိုပြီးဖြစ်သမျှအကြောင်းကို့အပေါ်ပုံချလာတော့တာပဲ။သူကတော့မရည်ရွယ်ပဲခက်ပေါ့ပေါ့ပဲပြောလိုက်တာဖြစ်ပေမဲ့ကို့မှာစိတ်မကောင်းဖြစ်ကြံရတာအမဲလိုလိုပဲရဲ့။ သူက လူတစ်မျိုးပါပဲကို့ထက်၄၅နှစ်နီးပါးကြီးတဲ့သူ ဆိုပေမဲ့ကို့ကိုဆို ကလေးတယောက်လို အနိုင်ယူလွန်းတယ်နောက်တစ်ခုကကို့ကိုမွန်းကြံ့အောင်လုပ်တာ သူစိတ်ကောက်ပြီဆိုရင် ကိုလုံမိတဲ့အပြစ်ကဘလောက်ပဲသိငယ်ပါစေအောင်မင်းလုံလိုက်လို့အရာရာပြည့်စည်ဆုံးရှုံးသွားရပြီဆိုတဲ့ပုံစံမျိုးပေါက်အောင်ထီသူစိတ်ကောက်တတ်တယ်ချော့ရင်လည်း တော်တော်နဲ့စိတ်ကောင်းမပြေတဲ့အနန်းတွေထက်ကတလဲလဲပေးပြီးတောင်းပန်ပါတယ်ဆိုတဲ့စကားကို အချိန်ချင်းပြောနေတဲ့အချိန်ပြောတဲ့သူသာမောခဲ့ရတယ်ကိုကိုစိတ်မကောင်းဖြစ်အောင်လုပ်ဖို့သူ့ကိုယ်သူညှင်းဆဲတဲ့အထိကိုစိတ်မှာအမှတ်သားပြုတတ်တယ်ဥပမာကိုကိုစိတ်ကောင်းရင်ဗိုက်စားတဲ့အချိန်ဘာမှမစားပဲအိယာဝင်လိုက်တာမျိုးအတုံးဝင်နေစေဖြစ်တဲ့စက်ပစ္စည်းတွေကို ရိုက်ခွဲ ချိုးဖြစ်ပြစ်လိုက်တာမျိုးဘာလို့များကိုကိုအဲ့ဒီလိုစိတ်မကောင်းဖြစ်စေတဲ့နီးတွေနဲ့အပြစ်ကိုမြင်စေရတာလဲလို့မေးကြည့်တော့သူကိုယ်တိုင်လည်းမသိဘူးတဲ့သူတခါစိတ်ကောက်ပြီးဆိုရင် ကို့မှာနှစ်ရက်သုံးရက်လောက်စိတ်မကောင်းဖြစ်ရပြီးနောက်ထပ်မလုံမီဖို့ဆင်ခြင်ရမြဲပဲကိုကငယ်တဲ့သူဖြစ်တဲ့အတိုင်းသူကကြီးစိတ်ကောက်လို့ကိုကကြီး ချော့မော့ခဲ့ရတယ်သူချစ်တဲ့သူတွေကိုပဲအဲ့ဒီလိုမျိုး လောက်တက်ထားတယ်လေသူ့မေဆိုရင်ငငယ်ကသူ့အဲ့ဒီလိုလောက်တဲ့တံကို အမြဲခံခဲ့ရတာဆိုပြီးပြောပြတယ်ကို့မှာဘာပြန်ပြောလို့ပြောရမှန်းတောင်မသိခဲ့ပါပဲတခါတလေသူ့လဲစိတ်ကောက်ပြရစီအောင်လို့သာရွက်ဆုံမိရတော့တယ်ကိုလောက်ခဲ့မိတဲ့အပြစ်ကိုလည်းကြည်ပါအောင်လေအင်ကြီးအဖြူတွေကိုအယောင်ကျွတ်တတ်တဲ့အင်ကြီးတွေနဲ့ရောလျှော်မိလို့တဲ့ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ စိတ်ကောက်ပြည့်တဲ့အချိန်မှာတော့တရားကိုတရားချက်လို့မက်လို့နေမြဲပါပဲဒီတက်ဒီလူနဲ့ကွဲခွာလို့မဖြစ်ဘူးတွေးလို့အချက်ဟာကြောချင်းမရှိတိုးမြဲတိုးနေခဲ့တယ်တခါတလေတော့လေဒုတိယကို ချက်မဲ့ရတာကိုတခါမှမတင်ယူဘူးတဲ့ဘာသာရပ်တစ်ခုကိုလိမ့်လာတင်ယူနေရတယ်လို့ပဲလို့ထင်မိတယ်ထူကြတာကဘလို့ချက်မဲ့ရမယ်ဘလို့မျိုး ရင်းနှီးကျွမ်းဝင်ရတယ်ချစ်ချင်းမြတ်တာတစ်ခုခိုင်မအောင်ဘယ်လိုတိဆောက်ယူရတယ်ဆိုတာကိုနီးပေးလမ်းပြပေးမဲ့သူ ရင်ဖွင့်တိုင်ပင်လို့ရတဲ့သူ ဆိုတာရှိမနေပဲကို့ဘာသာကို အမှားပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ရပြီးမှအဲ့ဒီဘာသာရဲ့အပေါ်မှာ ကောင်းကောင်းမွန်မွန်ရင်းနှီးကျွမ်းဝင်တတ်ရတယ်လေးနဲ့ဆိုတဲ့ကာလအတွင်းမှာကိုသူ့ကို နေစဉ်နဲ့အမျှမပြတ်လည်လာတင်ယူခဲ့ပါတယ်သူ့ကိုစိတ်နှစ်ပါးစလုံးရဲ့ ဘယ်နေရာမှာဘလို့အမှတ်သားမျိုးရှိနေတယ်လဲမသိတာမရှိတော့လောက်အောင်အထီးရင်းနှီးကျွမ်းဝင်ခဲ့တယ်။သူမကြိုက်ထားတွေမလုံးမိအောင်လဲအကုံဒီပါထိမ့်ချုံနိုင်ခဲ့ပြီ။ဒါပေမဲ့ဝမ်းနေစရာကောင်းတာက ချစ်သူတတန်း၄နှစ်တာကာလကို ချင်းချင်းဝင်ရောက်လာတဲ့အချိန်မှာ သူ့အတွက်ကိုဖြစ်တည်ပေးသည်မအရာအလုံးကို သူအလိုမဲ့လာတော့တာပဲ။ဘလောက်တောင်ဝမ်းနေဖို့ကောင်းလိုက်တယ်လေ။ ုတ်ကဲ့ပါအပိုင်း6ကိုတော့ဒီမှာပဲကျွန်တော်ရန်နာထားလိုက်ပါရမခင်ဗျာဒါမဲ့ အပိုင်း9ကိုလည်းဆက်လက်စောင့်မျှော်အားပေးနားဆင်ကြပါဦးခင်ဗျာကျွန်တော်ကတော့တင်ဆက်သူဂျေမနိုင်ဖြစ်ပါတယ်